အမေမရှိတော့ဆိုတဲ့အချိန်မှာကျတော့လေစိတ်ထဲမှာပေါ့နော်တခြားဆွေမျိုးသားချင်းတွေဘယ်လောက်ပဲရှိရှိတခြားညီကိုမနှမတွေဘယ်လောက်ပဲရှိရှိကိုကအမေနဲ့ပဲလက်ပွန်းတမီနေခဲ့ပြီးတော့အမေတို့ကိုပဲအများကြီးပူကြည့်ခဲ့တာဆိုတော့လေမရှိတော့ဆိုတဲ့အချိန်မှာကိုကိုတယောက်တည်းဖြစ်သွားဆိုခံစားချက်ကအခုချိန်ထိဝင်နေတော့မယ်အမေပျော်ပြီးပြုံးပြီးတော့မှဘုံယူစီခြင်းလို့လည်းပူကြိုးစားခဲ့ရပေါ့နော်ငယ်ငယ်တုန်းကမပြည့်စုံတဲ့မိသားစုဖြစ်တဲ့အတွက်ကြောင့်ဟိုကိုကိုရဲ့ စူးစမ်းမှုတိုင်းကိုကိုကိုကြောင့်မလို့မိဘတွေကုန်တက်စီချင်းနေတာဆိုတော့လေအဓိကအမေပေါ့အဲဆိုအမေအများကြီးပြန်မှန်းနေတာဆိုတော့မြေသူကမြေသူပေါ်မှာကောင်းတာထက်ကိုမြေသူအမေပေါ်မှာအများကြီးကောင်းမိခဲ့တယ်ကေတင်ပြီးခဲ့တယ်ဆေးရီကူပြီးခဲ့တယ်အမေကကံပါတလောက်နေသွားတယ်ဆိုပေမဲ့မြေသူတို့အမေဖြစ်ချင်တာလေးမှန်တယ်များအကုန်လုံးလုတ်ပြီးခွင့်ရခဲ့ပေါ့နော်အဲဂျေဆုတွေလည်းရှိရယ်ဆိုတော့လေပို့ပြီးတော့ဂျေဆုတင်တာပေါ့အဲဒါလေးကဟုတ် ဟိုအကိုကတော့သူအများကြီးပတ်မှုပေးပါတယ်အခုဒီလုပ်ငန်းဆွေလဲဒါဟိုအကိုပတ်မှုပေးလို့ဒါမျိုးသူလုခွင့်ရတာပေါ့နော်မျိုးသူလေးလာခြင်းနဲ့စူးစမ်းခြင်းနဲ့ဒါပေမဲ့နောက်ကပတ်မှုပေးတဲ့သူမရှိဆိုရင်လည်းအဆင်မပြေဘူးပေါ့နော် Congratulations ပါခင်ဗျာ Congratulations ပါ ဟုတ်ကဲ့အဲဒါလေးကတော့မြို့သူရဲ့ဒါတနိုင်တစ်ပိုင်းနဲ့ပေါ့နော်လေးလာကျူးစားပြီးတော့မှဒါဆိုင်လေးကဖွင့်ပစ်ခဲ့ပါပြီမြို့သူပထမနှစ်ကဆိုလို့ရှိရင်တော့ဒါအွန်လိုင်းကနေပြီးတော့မှအဓိကပေါ့နော်ရောင်းချပေးပြီးတော့ soft opening အနေနဲ့တော့ဖွင့်ခဲ့တယ်အဲ့တနည်းအတွင်းမှာအတွေ့အကြုံတွေယူခဲ့တယ်လေးလာခဲ့တယ်ပြီးတော့ကိုယ့်ရဲ့ customer ရဲ့လိုအပ်ချက်တွေပြီးတော့ဗာလေးတွေဆိုလို့ရှိရင်ပိုပြီးလူကြိုက်များလည်းခင်းတဲ့အမိပေါ့နော်အဲ့ဒါလေးတွေအကုန်လုံးလေးလာပြင်ဆင်ပြီးတော့ တနစ်ချိန်ယူပြီးတော့ဒါဆိုလို့ရှိရင်မြေပြင်မှာပေါ့နော်မြန်ကုန်ကိုမတ်အိုရှင်မှာစတင်ဖွင့်လှစ်လိုက်ပါပြီရှင်အဲ့အတွက်ကြောင့်လည်း live ပါ live ပြီးတော့ office ချပါလို့လည်းပြောချင်ပါတယ်ရှင်ဝင်းနေရလေးမှာယူပြီးတော့ပြည့်ပြတာကြတော့ပြောပါဟုတ်ဒီတိုင်းမှာမြင်သွားလေဟိုအမတ်တရလေးလည်းဖြစ်သွားစေချင်တာရယ် ဟိုမင်းတို့ဆိုင်ဖွင့်မယ်ကိုလည်းငကိုတော့နဲ့အကူကဟိုအမတ်တရအနေနဲ့မင်းတို့မွေးနေမှာဖွင့်ပေးချင်တယ်ဆိုရင်သူစိတ်ကူးလေးလည်းရှိတော့လေအမျိုးတို့လှုပ်လိုက်တာပါရှင်ဟုတ်ကဲ့အဲ့တော့ဒီနေ့မွေးနေတာကိုပြည့်အစတရားဖြစ်မှန်းနဲ့တူတယ်မဟုတ်ကဲ့ဒီလိုမျိုးလေးကိုဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အအကြီးမဆုံးအမတ်တရားတော့အမေပေါ့နော်အမေကမရှိတော့ဘူးဆိုတော့လေအဲ့ဒီဟာလေးကတော့မင်းတို့အမတ်တရားဖြစ်တယ် ဟိုဒီလုပ်ငန်းလေးကိုလည်းလုပ်ဖြစ်ခဲ့တယ်ဆိုတာကလည်းတချို့အကြောင်းအရာတွေကကြတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေလေးနဲ့သူတို့နှိပညာအလုပ်တွေမလုပ်ကြတော့ဘူးဆိုတဲ့အချိန်မှာကိုဘာစီးပွားရေးလေးလုပ်မလဲအဲလုပ်တဲ့ကိုပိုင်ငွေလေးနဲ့မိဘကိုထောက်ပံ့မယ်ကိုယ့်ရဲ့ဝန်ကျင်ကိုထောက်ပံ့မယ်ကိုလူချင်းတိုင်းညင်တဲ့ဟာလေးလုပ်ချင်တယ်ပေါ့နော်အဲ့တော့အမေရှိတဲ့အချိန်မှာတမင်စခဲ့လိုက်တယ်ဆိုတော့အဲ့ရနေရတဲ့အကျိုးမြတ်အဖြစ်အမေကိုကုသိုလ်ပြုချင်တယ်အမေလည်းအလုပ်တွေလုပ်သွားစေချင်တယ်ဆိုပြီးကိုကစစခဲ့တာပေါ့နော်ဟိုအခု ကိုအဓိကထားတဲ့အမေကမရှိတော့ဘူးဆိုတာတော့ကိုအတွက်ကတော့လုံးဝအမှန်တရားတော့ဖြစ်တယ်အဲဒါပေမဲ့လူကတော့အင်းသူတို့ဒီလိုပဲတွေးကြ送ကြကြုံကြခွဲကြခွာကြပါเนาะအဲ့လိုမျိုးဆိုတော့အခုတော့တတ်နိုင်သလားကိုကကိုလုတ်ပဲပူကျိုးစားတဲ့အိုင်ဘူဆိုင်တယ်ပြီးရင်တော့ဇလန်တွဲလေးတွေပြန်ဖူလဲရှိရောเนาะအဲ့ရလေးလည်းပြင်ဆင်တယ်နောက်ထပ်ဒီအလုတ်ပြုံပို့တဲ့ချီတဲ့လုပ်ငန်းလေးလည်းထပ်လုပ်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့တို့ကိုလည်းနည်းနည်းပြင်ဆင်နေပါရဲ့ရှင်အဲ့လိုမျိုးအမေပျော်ပြီးပြုံးပြီးတော့မှ ဘုံယူစီခြင်းလို့လည်းပူကျူးစားခဲ့ရပါတော့ငငယ်တုန်းကမပြည့်စုံတဲ့မိသားစုဖြစ်တဲ့အတွက်ကြောင့်ဟိုကိုကိုရဲ့အဲကျူးစားမှုတိုင်းကိုကိုကိုကြောင့်မလို့မိဘတွေဂုံတက်စီခြင်းခဲ့တာဆိုတော့လေအဓိက အမေပေါ့အဲဆိုအမေအများကြီးပြင်မှန်းခဲ့ရတယ်ဆိုတော့ဟိုအကိုကတော့သူအများကြီးပတ်မှုပေးပါတယ်အခုဒီလုပ်ငန်းဆွေလဲဒါဟိုအကိုပတ်မှုပေးလို့တာမြို့သူလုခွင့်ရတာပေါ့နော်မြို့သူလေးလာခြင်းနဲ့စူးစမ်းခြင်းနဲ့ဒါပေမဲ့နောက်ကပတ်မှုပေးတဲ့သူမရှိဆိုရင်လည်းအဆင်မပြေဘူးပေါ့နော်ပတ်မှုပေးတဲ့သူရှိပြီးတော့ကိုမစူးစမ်းရင်လည်းအဆင်မပြေဘူးဆိုတော့နှစ်ဦးနဲ့ရောက်တာညနိုင်တိုင်ပြင်ပြီးတော့ဒီလုပ်လေးတစ်ခုကိုဟိုရုံရုံကြည်ကြည်နဲ့ကိုကိုလုခွင့်ပေးတယ်ကိုလည်းအကောင်းဆုံးစူးစမ်းရပေါ့နော်နောက်တစ်ခုကအကိုက မြို့သူကမြို့သူပေါ်မှာကောင်းတာအထက်ကိုမြို့သူအမေပေါ်မှာအများကြီးကောင်းမိခဲ့တယ်ကေတင်ပေးခဲ့တယ်ဆေးရီကူပေးခဲ့တယ်အမေကကံပါတလောက်နေသွားတယ်ဆိုပေမဲ့မြို့သူတို့အမေဖြစ်ချင်တာလေးမှန်သမျှအကုန်လုံးလုပ်ပေးခွင့်ရခဲ့ပေါ့နော်အဲ့ကျေးဇူးတွေလည်းရှိရဆိုတော့လေပို့ပြီးတော့ကျေးဇူးတင်တာပေါ့နော်အဲ့ဒါလေးကဟုတ်အမေမရှိတော့ဆိုတဲ့အချိန်မှာကျတော့လေစိတ်ထဲမှာပေါ့နော်တခြားဆွေမျိုးသားချင်းတွေဘယ်လောက်ပဲရှိရှိတခြားညီကိုမနှမတွေဘယ်လောက်ပဲရှိရှိ ကိုကအမေနဲ့ပဲလက်ပွန်းတမီနေခဲ့ပြီးတော့အမေတို့ကိုပဲအများကြီးပူချိခဲ့တာဆိုတော့လေမရှိတော့ဘူးဆိုတဲ့အချိန်မှာကိုကိုတယောက်တည်းဖြစ်သွားဆိုတော့ခံစားချက်ကအခုချိန်ထိဝင်နေတော့မယ်အဲ့တော့ဟိုစိတ်ဓာတ်ကြတာတွေလည်းရှိတယ်စိတ်အဆင်မပြေတာမျိုးတွေလည်းရှိတယ်အဲ့လိုအချိန်မျိုးတွေမှာဟိုပေးရနေပြီးတော့မှတက်နေသလားဟိုအားပေးတဲ့အတွက်ကြောင့်မလို့ဒီလောက်ထိပြန်ရက်တည်နိုင်တာပေါ့နော်ဒါဆိုအမေမရှိတော့ဆိုတဲ့အချိန်မှာဘဝမှာဘာမှဆုံးရှုံးကြလည်းမရှိတော့ဘူးဒီတက်ပို့ပြဘာမှဆုံးရှုံးကြမရှိတော့ဒီတက်ပို့ကဘာမှ လောက်ဆရာမရှိတော့ကိုကြိုးစားခဲ့တဲ့မြောက်ကဒီကိုအတွက်ဆိုတာကိုမိဘအတွက်တွေးခဲ့ရဆိုတော့အကိုတွေးပေးခဲ့တဲ့လူမှမရှိတော့ဘူးဆိုရင်ငါဘာလို့ဆက်လုပ်နေရမှာလဲဆိုရဲအတွေးမျိုးလေးတွေဝင်နေပေါ့နော်ဝင်နေအဲ့လိုမျိုးအခြေမျိုးမှာအကောအများကြီးအဲပြန်ပြီးတော့မှတိစောက်နိုင်မှုအတွက်ကိုသူအများကြီးပြင်ပေးခဲ့ပါတယ်ပြီးရင်ဟိုဆုံးဖြတ်ချက်လေးတွေကိုပို့ပြီးတော့မှန်ကန်မှုအတွက်ကိုဘေးကနေပြီးတော့ပြောပြပေးခဲ့တယ်အဲ့အတွက်ကြောင့်လဲဇလန်နွေတွေပြန်ရိုက်မယ် ်ကိုစီပွားရေးကိုဆက်လုပ်မယ်နောက်တဲ့အလုပ်တွေထပ်ပြီးတိုးလုပ်မယ်အဲ့ဒီကနေရတဲ့ကုသိုလ်တွေနဲ့ပဲအမေကိုရည်စူးပြီးကုသိုလ်လုပ်မယ်ပြီးတော့ကို့အမေရွယ်အမေတွေအဖေတွေညီကိုမောင်နှမတွေဒါဟိုသွေးသားတော်ဆက်မှာမဟုတ်ဘူးပေါ့နော်လိုအပ်တဲ့သူတွေကိုဖြည့်ပေးနိုင်တဲ့ကွက်လက်လေးတွေဖြည့်ပေးနိုင်တဲ့သူဖြည့်ချင်တယ်ပေါ့နော်ဒါကို့နိုင်တယ်လို့ပေါ့ကို့နိုင်တဲ့ဝင်လေးနဲ့ဒါမှရှိရသူလည်းဖြည့်ချင်တယ်အဲ့အတွက်ကြောင့်ပို့ပြီးကို့ကိုပြန်ရက်တည်လာအဲမြင့်သူတို့နှစ်ယောက်ကဟိုလုံးဝဟိုဘယ်လိုပြောမလဲအက်ဆီဒန့်အကြီးကြီးလဲကြုံမှုတယ်လေနှစ်ယောက်လေ မတည်လို့ဒါဒါပြန်တွေးကြတာပေါ့နော်အဲ့တော့အဲ့အချိန်မှညာနှစ်ယောက်စလုံးမရှိတော့ဘူးဆိုရင်သူတို့ပိုင်ဆိုင်သမီးဆိုလည်းအလကားပဲဟိုကို့တိနေတယ်ဆိုရယ်ကြောက်ကြမှုတွေကလည်းအလကားပဲအဲ့ဒါကို TV နောက်ဘက်မှာနှစ်ယောက်ကရှီတုံးလူမယ်ဆိုရယ်စိတ်ပေါ့နော်ရှီတုံးဆိုတဲ့အချိန်မှာကို့အသက် ရှီတုံးလည်းပါတယ်လို့ကို့ပဆန့်ရှီတုံးလည်းပါတယ်အဲ့လိုလှုပ်ခွင့်ရှိနေတော့ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုတွေးပြီးတော့နှစ်ယောက်ကတော့ဟိုလှူခြင်းလို့လည်းရှာတယ်အဲရှာပြီးတော့လည်းလှူတယ် လူလောကထဲမှာရှင်သန်ရက်တည်ဖို့အတွက်ကိုလည်းသူတို့ပုံပြီးတော့ဗောနော်လုပ်တွေလုပ်ပြီးစူးစမ်းပြီးတော့ဒီတိုင်းပဲဖြတ်တန်းနေကြတယ်။နှစ်ယောက်ရဲ့စိတ်ကဟိုကြုံရတဲ့ဟာလေးတွေကအတူတူရှိကြတာဆိုတော့လေစိတ်ကဟိုတံခွေကရပြီ။နှစ်ယောက်စလုံးအတူတူအဲ့စိတ်လေးဖြစ်သွားကြတာ။